ရန်ကုန်ညနေခင်းမိုးတွေကကဘာပြက်မတာတဲတဲမဲမဲရွာသွန်းနေသည်လဲရမ်းမိပွိုင်မှာကားရန်ကြီးကချက်ချင်းဆိုသလိုပိတ်ဆို့တော့ဤအော်ရာမှားယူမှုနောက်ကျနေပြီကိုအောင်မင်းတရသူ့ရဲ့ဟောင်းနွားနေတဲ့တောင်သက်စပိန်မောင်တိန်ပိုက်လေးကိုမနာရနင်းရန်မိုးကအင်ကြီးတကားနေချွေးတွေပြန်နေခဲ့ပြီသူ့နောက်ကအစိမ်းအောင်အစားအသောက်ပို့ဆောင်ရေးလွယ်အကြီးကလည်းမိုးရေတွေကြောင့်ဆိုးရွှဲလိုနေပြီ မီးပွိုင်လာအနီအောင်ပြနေသည်သူရှိကကားတွေနဲ့အတူသူဟာမင်းဖြူ stop line ရဲ့နောက်မှာအတိအကျရက်လိုက်သည်မိုးရေတွေကသူ့မျက်နှာကိုပတ်ဖျန်းနေဟဲ့ကောင်စပိန်ဟုတ်တယ်မင်းမဲမိုးကအင်ကြီးဝတ်ထားတဲ့ရန်ထင်းရဲ့တယောက်ကသူ့စီကိုလက်ညှိုးထိုးအော်လိုက်သည်ရဲအုပ်ဘိုးဘိုးဒီလန်းစုံရဲ့ဘယ်ဗျာကျွန်တော်မီးနီဖြဲမလို့လောက်တာမလား 明皮我带伢你了，行，是不么个行？是啊，就那明那么热的吧，没有你路吧？是啊，爸，我过来明呢，明都路高里长，懒得背你了，是不么懒得吃？爷我我个，都是不么个过，可讲讲帅的懒得过，蹲头来的。是啊，就那一起熬了半年路吧，谁谁话八路吧？是啊，谁爸爸爸爸爸爸，没时间跑的。 ။ဒါငယ်တောင်းခွဲ။ဟာဆီယာတောင်းခွဲကကျွန်တော်အတနေဝင်ကိုဒါဆိုစကားလိုက်ခဲ့။ရဲဘူဘူကသူစပိန်ပြီးတော့ခလောက်ကိုဖြုတ်ယူမလို့လှုပ်လိုက်တော့။မာမလှုပ်ပါနဲ့ဆီယာကျွန်တော်မကျွန်တော်မကိုအောင်မင်းတယောက်သူ့ရဲ့တနေ့တာလုံးရှာထားသမျှပတ်စံအိတ်ကိုတုံတုံငင်းငင်းနိုင်လိုက်ရတော့။ငွေတသောတန်းတရက်ကိုဒါငယ်အတုအထည်ပေးလိုက်ရပြီးနောက်အော်ဒါလည်းနောက်ကျ။မာယူသူစီကအမတ် rating နဲ့အနှုတ်ပြခံလိုက်ရကမိုးရေတွေကြားထဲမှာကြံ့ဧခဲ့တဲ့ကိုအောင်မင်းရဲ့ယင်ထဲမှာတော့နာကျင်မှုတပွဲဒေါသမိတစဂိမ်းအောင်တော့ခဲ့ပြီယနေ့ဇလန်းအစကိုအောင်မင်းတယောက်မြအူးကလာပါကသူ့ရဲ့ဂျင်းမြောင်းတဲ့အခန်းလေးမှာညကကောင်းကောင်းအိတ်မပြော်ထားတဲ့မျက်လုံးလေးနဲ့ထိုင်နေသည်သူ့အမိဒေါ်မြကတော့အိတ်ရထဲမှာချောင်းတဟူခုဆိုးနေလေဆေးပလင်းကကုံတလောက်ဖြစ်နေပြီ။တာ ဒီနေ့အော်ဒါရဲအစိမ်းပြည့်ရလားပြေပြေပါတယ်အမေကိုအောင်မင်းလိန်လက်ကြံပြီမနေ့ကရဲဟုတ်ဘိုးဘိုးယူသွားတဲ့ပတ်စံဟာအမေအတွက်နောက်တက်လာတာဆေးဖောထက်ကတစိပိုင်းဖြစ်နေခဲ့လို့ပဲသူဖုန်းမက်ဆေ့ချ်ဆဲကိုတူရဆိုတဲ့နာမည်နဲ့စာဝင်လာတယ်တူရကသူ့လိုကဲ delivery rider သူရောက်အောင်မင်းမနေ့ကကိစ္စဘလူးချစ်သွားလဲအဲ့ဒီဘိုးဘိုးလက်ထဲပါသွားပြန်လားကိုအောင်မင်းကစိတ်ပြက်လက်ပြက်နဲ့ စာပြန်ရိုက်လိုက်တယ်။ပါသွားပြီသူရရဲ့ကတောင်းတော့ငါမှဘာတက်တယ်မှမရှိတော့ငင်းလို့မရဘူး။ခဏကြာမှသူရစီကတပ်ပုံကပုံတွင်လာတယ်။ဒါ action camera လှုပ်ရှားမှုကင်မရာအသေးလေးတစ်လုံးရဲ့တပ်ပုံ။မင်းတက်တယ်လို့ခြင်းရင်တက်တယ်ကိုမင်းကိုယ်တိုင်ဖန်တီးရလိမ့်မယ်အောင်မယ်။ငါတို့လိုစပိန်သမားတွေအတက်ဒါတွေကအတက်ပဲ ကိုအောင်မင်းတယောက်သူ့ရဲ့အမေ့ဆေးပလင်းအလောက်ကိုကြည့်သူဖုန်းထဲကအထက်ပုံကိုကြည့်သူဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်တယ်ညနေ3:00နာရီကိုအောင်မင်းတယောက်သူ့ရဲ့စုငွေလေးတွေနဲ့မင်္ဂလာဈေးကနေစက်ကန်ဟန်တပတ်ရကင်မရာတလုံးတွားဝဲခဲ့တယ်သူကအဲ့ဒီကင်မရာလေးကိုသူ့ရဲ့စပိန်စီဥတော်ဟဲမက်ရဲ့မေးစိနားမှာတေးသေးချာချာတိတ်နဲ့ပတ်ပြီးလုံးဝမမြင်သာအောင်အနက်ရောင်စိမ်းတွေတုတ်လိုက်တယ် သူဖုန်းထဲက app တခုနဲ့ချိတ်လိုက်တယ်။ဒီကင်မရာကမတန်းတင်ုံဖို့တိုက်ရိုက်ထုတ်လွှင့်မှုပါရတယ်။သူရန်ကုန် cyclist ရန်ကုန်စပိန်အဖွဲ့ဆိုတဲ့လူမှုကွင်းရဲ့စာမျက်နှာက admin ဖြစ်တဲ့ကိုသူရဟိုဖုန်းခေါ်လိုက်တယ်။ကိုသူရကျွန်တော်အစင်းသိမ့်သူပြီ။ကျွန်တော်အရေးအကြောင်းရှိလို့ live လွှင့်တာနဲ့အကိုတို့စာမျက်နှာပေါ်ချက်ချင်းမျှဝေပေးပါ။စိတ်ချအောင်မယ်။မင်းတယောက်တည်းမဟုတ်ဘူး။ ငါတို့အားလုံးမင်းနဲ့အတူရှိတယ်ဒီနေ့မနက်နေက ပူလောင်နေတယ်ကိုအောင်မင်းတယောက်အော်ဒါတစ်ခုဝင်လာလို့လှဲရမ်းဘက်ကို ထွက်လာခဲ့တယ်လမ်းတွေကပိတ်သူ့နှဖွားကချွေးဆုနေတယ်သူ့ရဲ့ဥတော်ဘောကကင်မရာအနီအောင်မိပိုင်လေးကမှိတ်တော့မှိတ်တော့မှတ်တမ်းတင်နေခဲ့ကြောင် ပြားတာနေပါလိလှဲရမ်းမိပိုင်ကိုရောက်တော့မိကအနီအောင်သူဟာတခြားစပိန်တွေကားတွေနဲ့အတူ မြင်းနဲ့နောက်မှာတုံးပြေတော့အကဘလူးမဆွတ်ရဲလို့မရတော့တဲ့နေရာမှာတိတိကျကျရက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ဘေးနားကို ရန်ထင်းရဲ့ယူနီဖောင်းနဲ့လူတယောက်ခြေချင်းလောက်လာတယ်။ဟေးကောင်စပေးဟုတ်တယ်မင်းမရင်းနှီးနေတဲ့အတန်မာကိုသူကလက်ကြည့်လိုက်တော့နေကမျက်နှာအနက်ရောင်တက်ထားတဲ့ရဲအုပ်ပူပူမင်းငင်းကြော်ရနေတယ်စပေးမေးချ ူအောင်မင်းရဲ့ရင်ပတ်ထက်ဒိန်းခနဲ့ဖြစ်သွားပြီ။ तू လုံးဝမကြော်ဘူး။ तू ရှေ့မှာမြင်းဖြူကြီးကအတိုင်ထား။ဒါသမင်သက်သက်အကွက်ရှာတာ။ဆရာကျွန်တော်မကြော်ပါဘူးဒီမှာ။ပတ်စပ်ပေးတာ။မာမြင်တယ်မင်းကြော်တယ်။စင်းစပိန်ပေါ်စင်း။เยโอဘိုဘိုက तू စပိန်လက်ကွင်ကိုလှမ်းဆွဲဖို့ခြေလမ်းလာပြီဖိ။ကိုအောင်မင်းတယောက် तू အသက်ကိုဖြည်းဖြည်းချင်းရှူလိုက်တယ်။ तू လက်တွေတုံနေပေမဲ့ तू စိတ်ကို तू တင်းလိုက်တယ်။ အချိန်ကျပြီရဲဥဘိုးဘိုးရဲ့လက်ချမ်းကြီးရကိုအောင်မင်းရဲ့စပင်းလက်ကင်ပါဟန်ဒယ်ဘားဘော်ကိုဒုံးကနဲ့ကြားရောက်လာတယ်ဆင်းလို့ဖိုးနေတယ်မလားငါ့ကိုအာခံလို့လားစပင်းဘော်ကဆင်းသူရထုံးစံအတိုင်းအနိုင်ကျင်းတဲ့အထံနေကာမွတ်မှန်အနက်ရောင်အောက်ကမထီမဲမင်အကြည့်အုံမှန်ဆိုရင်ကိုအောင်မင်းတယောက်ဒီချီမှာတောင်းပန်ပါတယ်ရှရာရဲ့ကျွန်တော်ကိုတနာပါဆိုပြီးခြေတလုံးဖမတာ တောင်းပါနေရမှာဒါပေမဲ့ဒီနေ့လို့မဟုတ်ဘူးကိုအောင်မင်းကသူစပိန်ဘော်ကနေမစင်းဘူးသူရဲ့တုံရင်နေတဲ့ချက်တော်တွင်းနဲ့စပိန်ကိုမြေပေါ်မှာခိုင်ခိုင်မာမာထောက်ထားလိုက်တယ်ဆရာကျွန်တော်မြင်မကြော်ပါဘူးသူ့အတန်ကတိုးပေမဲ့တက်တားနေတယ်ဘာဒီကောင်ရဲအုပ်ဘိုးဘိုးတယောက်သူ့ကိုပြင်ပြောရဲတဲ့တက်တိကြောင့်ဒေါသထွက်သွားတယ် ်မြင့်ငါကိုရာဇဝဲအမှုပတ်ခြင်းလို့ဟာတာဝန်ဝတ္တရားထမ်းဆောင်နေတာကိုနှောင့်ယှက်ဆရာခဏလေးပါကိုအောင်မင်းကသူ့စကားကိုဖြတ်လိုက်ပြီးသူ့ရဲ့လက်ညှိုးတစ်ချောင်းကိုဖြည်းဖြည်းချင်းထောင်လိုက်တယ်သူ့လက်ညှိုးကရဲ့အုပ်ဘိုးဘိုးရဲ့မျက်နှာကိုညှို့နေတာမဟုတ်ဘူးသူ့ရဲ့စပိန်စီဥလုပ်ရဲ့မင်းစီနာကမိတ်တုံမိတ်တုံမီနီလေးလင်းနေတဲ့ action camera အသေးလေးစီကို ညွန့်ပြလိုက်တာဆရာကျွန်တော်မြင်းပွင့်ကိုရောက်ကတည်းကဆရာကျွန်တော်နားကိုရှောင်လာကတည်းကအဖြစ်အပျက်အားလုံးကိုဒီကင်မရာက မှတ်တမ်းတင်ထားပါတယ်ရဲဥပ္ပိုလ်ရဲ့မျက်နှာကချက်ချင်းတွန့်ခနဲဖြစ်သွားတယ်ဘာဘာကင်မရာလဲအဲ့ဒီတရုတ်ဖြစ်ရိုးကတတ်တယ်လားငါကဒီလမ်းပေါ်ကဥပဒေပဲငါမျက်စိကမြင်လာကတည်းအတီးသူကထိုးစားတကြည့်နဲ့ ဲ့ဒီကင်မရာလေးကိုလက်နဲ့ပုတ်ထုတ်ဖို့ဒါမှမဟုတ်ဦးထုတ်ကိုဆွဲချွတ်ဖို့ကြိုးစားလိုက်တယ်ခဏလေးဆရာကိုအောင်မင်းကသူ့လက်ကို မပုတ်ထုတ်ဖို့သူ့ညစပိန်လက်ကင်မားမှာတပ်ဆင်ထားတဲ့ဖုံးကိုလက်ညှိုးထိုးပြလိုက်တယ်ဒါကမှတ်တမ်းတင်နေတာတင်မဟုတ်ဘူးဆရာဒါတိုက်ရိုက်ထုတ်လွှတ်နေတာ live stream နေတာဆရာပါရဲဥပ္ပိုလ်ရဲ့လမ်းလာတဲ့လက်တွေလေထဲမှာတင်ရပ်တန့်ထားတယ် ိုအောင်မင်းကသူ့ဖုံးမျက်နှာပြင်ကိုရဲအုပ်ဘိုးဘိုးမြင်အောင်ဖွင့်ပြလိုက်တယ်။ဖုံးမျက်နှာပြင်ပေါ်မှာရဲအုပ်ဘိုးဘိုးရဲ့မျက်နှာကအပြိ live ဆိုတဲ့အနည်းအောင်အမတန်သူ့ရဲ့ GPS တင်ညာရာကလှဲတမ်းမီးပွတ်မျက်မတန်ခင်မှာအတိအကျပြသနေပုံပြီးတော့အရေးကြီးဆုံးကမျက်နှာပြင်ပေါ်ဂျာဘယ်အပေါ်တော့မှာမျက်စိပုံစံလေးနဲ့ကနန်း 10.2k viewers ကြီးရှုသူတပေါင်းကျော်ခမညာခမညာရန်ကုန်ဆိုက်ကလစ်ရန်ကုန်စပိန်အဖွဲ့စာမျက်နှာကကျွန်တော် live ကို share ရမြှားပေးထားတာပါကိုအောင်မင်းလာအရေးစက်ရှင်းပြလိုက်တယ်အခုဆရာကျွန်တော်ကိုမြင်းကြော်တယ်လို့ဆွဆွဲနေတာကိုလူတပေါင်းကျော်ကတိုက်ရိုက်ကြည့်နေပါတယ်ဆရာမျက်နှာတော့အတန်တော့ဆရာရဲ့ယာဒူးတစိမ့်ပါအကုန်ရှင်းရှင်းလင်းလင်းမြင်နေရပါတယ် ုန်းထဲက comment တွေက ရေလိုစီးကြလာတယ်။ဒါတမင်တဲ့ညစ်တာမြင်းကြော်တာရှင်းနေတာကောင်။ဒီရဲအုပ်လှဲရန်ကဘိုးဘိုးပဲ။ရဲအုပ်ဘိုးဘိုးတယောက်သူ့ရဲ့နေကမျက်မှန်အနက်ရောင် အောက်ကမျက်နှာဖြူးဖြောက်သွားတာကို ကိုအောင်မင်းတွေ့လိုက်ရတယ်။သူ့ရဲ့အာနာကဒီ digital တပ်တွေရှေ့မှာချက်ချင်းအေးပျော်သွားခဲ့ပြီ။သူကိုအောင်မင်းရဲ့စပိန်လက်ကင်ဘားကိုစုပ်နေတဲ့လက်ကိုမိဖူရှာထီးတယ်လို့ ဖျန်းကနေလွတ်ချလိုက်တယ်။သူ့ကင်မရာကိုလက်နဲ့ကားဖို့ကြိုးစားလိုက်မျက်နှာလွယ်ဖို့ကြိုးစားလိုက်မင်းမင်းသူဘာမှဆက်ပြောနိုင်တော့ဘူး။အဲ့ဒီအချိန်မှာပဲမီးပွိုင်းတကအစိလောင်ဖြောင်းသွားတယ်။ကိုအောင်မင်းကရဲအုပ်ဘိုးဘိုးကိုဘာမှထပ်မပြောတော့ဘူး။သူ့ရဲ့ live stream ကိုမပြတ်သေးပဲအသက်ကိုဝါဝါတစ်ချက်ရှူလိုက်ပြီး သူ့ရဲ့စပိန်ခြေတန်းခုံပေါ်ကိုချက်တော့ပြန်တင်လိုက်တယ်။သူသူ့ရဲ့စပိန်လေးကို တီတီငင်းငင်းနဲ့ပြန်လဲနင်းထွက်သွားခဲ့တယ်။လမ်းမအလယ်မှာလူတတောင်းကျော်ရဲ့ digital message တွေရှေ့မှာအရှက်တကွဲ အကျိုးနှဲစွာနဲ့ကြံရစ်ခဲ့တာကတော့ uniform with ရဲအုပ်ဘိုးဘိုး တယောက်ထဲပါမင်းကိုအောင်မင်းတယောက်လဲတန်းလန်းစုံကနေစပင်းကိုအသားကုန်နင်းထွက်လာခဲ့တယ်သူ့ရဲ့နှလုံးခွန်တန်ကဘုံတီးနေတယ်လို့ကြဲလောင်နေပြီးသူ့ကြောကလွေအိတ်ကြီးကလည်းခါတိုင်းထက်ပိုလေလံနေတယ်လို့ခန်းစားနေရတယ်သူ့လန်ချိုးတစ်ခုကို ရောက်မှစပင်းကိုယက်နေရန်ကိုမိပြီးအသက်ကိုမနှဲရှူလိုက်ရတယ်သူ့လက်ချောင်းတွေတုံနေနေတော့မယ်သူသူ့ဖုန်းပေါ်က live stream ကိုချက်ချင်းမပိတ်သေးဘူးသူ နောက်ထပ်3မိနစ်လောက်ဆက်ဖွင့်ထားလိုက်တယ် သူလုံခြုံတဲ့နေရာတစ်ခုကိုရောက်ကြောင်းရဲအုပ်ပို့ဖို့သူနောက်ကိုလိုက်မလာကြောင်းတေးချစေခြင်းလိုပါလမ်းဘေးကလူတွေကသူ့ကိုထူးဆန်းသလိုကြည့်နေကြတယ်သူ့ရဲ့အော်ဒါကတော့နောက်ကျနေပါပြီဒါပေမဲ့ဒါတွေဘာမှအရေးမကြီးတော့ဘူးသူ live ကိုပိတ်လိုက်တာနဲ့ bling 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 သူ့ဖုန်းထဲကို notification တွေ message တွေ friend request တွေယာနဲ့အကြည့်ပြီးတပြိုင်တည်းဝင်လာတယ်ကိုသူရရန်ကုန်ဆိုက်ကလစ်စာမျက်နှာစီက ဖုန်းချချင်းဝင်လာတယ်။အောင်မဲ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 အဆင်ပြေလား။ဖះရည်ဒါတကယ်ကိုဗိုင်းရပ်စ်ဖြစ်သွားပြီ။ကျွန်တော်ကျွန်တော်အဆင်ပြေပါတဲ့အကိုမင်းခုဘေးမှလဲချက်ချင်းအိမ်ပြန်လမ်းမှာဘသူနဲ့မှစကားမပြောနဲ့။အဲ့ဒီရဲအုပ်ဘိုးဘို तू မင်းကိုဒီတိုင်းထားမှာမဟုတ်ဘူး။ तू အရှက်ကွဲသွားပြီ။အရှက်ကွဲတဲ့အာနာရှိသူကအန်ဒီရဲ့အရှိဆုံးပဲ။ကိုတူရပြောတာမှန်တယ်။ကိုအောင်မင်းတယောက်ရုတ်တရက်ကြောက်စိတ်တွေပြန်ဝင်လာတယ်။ ူဦးထုတ်ဘွားကကင်မရာလေးကိုလက်နဲ့ဆန်းလိုက်မိတယ်။ခုနကသူ့ကိုကဲတင်ခဲ့တဲ့လက်နှခါအခုသူ့ကိုပြန်တက်မဲ့သက်တေတစ်ခုဖြစ်သွားနိုင်ပြီလား။တပြိုင်နက်တည်းရင်သိမ်းရဲစခန်းတစ်ခုခွန်းစပွဲဘွားကလက်ထရည်ခွက်တစ်ခွက်ကျမ်းမြင်ပေါ်ကြောက်ကွဲသွားတယ်။ရဲအုပ်ပိုးပိုးတယောက်သူ့ရဲ့နေကာမျက်မှန်ကိုဆွဲချုပ်ပြီးသူ့ရှိကစခန်းမူဘုံမူးမျိုးရဲ့စပွဲကိုလက်နဲ့ထောက်လိုက်တယ်။ဒါဒါတက်တက်မဲ့ကျွန်တော်ကိုလုပ်ချင်တာဒီကောင်ဒီ delivery ကောင်ဒါ season ထားတာ ဘူမူးမျိုးကသူ့ရဲ့မျက်မှန်ကိုပြင်တင်လိုက်ပြီးသူ့ရှိကကွန်ပျူတာမျက်နှာပြင်ပေါ်မှာ repeat လုပ်နေတဲ့ live stream video ဘိုင်းကိုစိုက်ကြည့်နေတယ်။စီစဉ်ထားတာဟုတ်မဟုတ်နဲ့အခုဖြစ်သွားပြီဘိုးဘိုးသူ့အသံအေးဆက်နေတယ်။မင်းရဲ့ live video ကိုအခုကြည့်တဲ့သူတသိန်းကျော်သွားပြီ။ share ထားတာ6ထောင်။ငါ့စီကို အထက်ကဖုန်းဝင်လာပြီ။ဌာနချုပ်ကဘူမူးကျွန်တော်ကျွန်တော်မင်းဘာမှရှင်းပြစရာမလိုတော့ဘူး။ဘုံမှုမျိုးကထအောင်လိုက်တယ် မင်းကတာနာကလုံးကိုအချက်ကွဲလိုက်တာမင်းရဲ့မြင်းကြော်ဆွတ်ဆွဲချက်ကမာနဲ့မားတယ်ဆိုတာထက်မင်းရဲ့အကျုံမူကပြည်သူတယောက်ကိုအနိုင်ကျင့်ချင်းထောက်နေတော့ပုံစံပေါက်သွားပြီရဲအုပ်ပူပူတယောက်မျက်နှာတွေနီးရဲတက်လာတယ်ဒါဆိုကျွန်တော်အခုဘာလို့ဘာမှလုပ်စရာမလိုတော့ဘူးမင်းအခုကစပြီးတာဝန်ကနေယာရီရက်ဆိုင်လိုက်လိုက်ပြီဗျာဒါအထက်ကအမိတ်ဒီကိစ္စပြန်ငင်သွားသည့်မင်းမျက်စိရှိတဲ့ပျောက်နေယူနီဖောင်းမပဲနဲ့ လမ်းပေါ်မှာထက်နဲ့သွားရဲအုပ်ဘိုးဘိုးတယောက်သူ့ရဲ့ဘကြီးတဆူလိုဖြစ်ခဲ့တဲ့လဲတန်းလန်းဆောင်ကစခန်းထဲကနေအရှုံးသမားတယောက်လိုရိုင်သေးသည့်ထပ်လာခဲ့ရတယ်။သူ့ရဲ့ဒေါသတွေအချက်ရမှုတွေအားလုံးဟာအဲ့ဒီ delivery ကောင်ကိုအောင်မင်းဆိုတဲ့ကောင်လေးစီမှသွားပုန်ကြနေခဲ့ပြီ။ညနေပိုင်းမှာ ကိုအောင်မင်းရဲ့အခန်းမှာကိုအောင်မင်းတယောက်အခန်းတကားကိုချက်ထိုးပြီးပိတ်လိုက်ရတယ်။သူမေတော်များကတော့ဘာမှမသိချဘူး။ဒါဒီနေ့စောစောပြန်လာတာလား။ မျက်နှာလည်းမကောင်းဘူးဟုတ်ဟုတ်ကဲ့အမေနေနေနဲ့မကောင်းတယ်လို့ဖြစ်လို့ပါသူထပ်လိန်လိုက်ပြန်ပါပြီသူ့ဖုန်းထဲကရန်ကုန်ဆိုင်ကလစ်စာမျက်နှာပေါ်မှာသူ့ဗီဒီယိုကမုံတိုင်းတိုက်နေတုံးပဲဒါမှငါညီ delivery တရင်ကောင်းစက်ခေးညက်တဲ့ရဲတွေကိုဒီလိုပဲပညာပေးရမယ်လူတွေကသူ့ကိုတရေကောင်းလို့မြောက်နေပြီးမယ်သူကတော့အခန်းချင်းလေးလေးမှာကြောက်စိတ်နဲ့တုံနေခဲ့ရတယ်အဲ့ဒီအချိန်မှာ သူ့ဖုန်းထဲကို unknown number တခုကနေ message တစ်စောင်ဝင်ခဲ့တယ်။မင်းရဲ့ life ကိုကြည့်လိုက်ရတယ်။တတ်သိရှိတယ်။ဒါပေမဲ့မင်းတင်တယ်လို့ပြောပါအောင်မှာမဟုတ်ဘူး။ကိုအောင်မင်းရဲ့ရင်ထဲထိခနဲ့ဖြစ်သွားတယ်။မင်းဖြုတ်လိုက်တဲ့ရဲအော်ဘောဘောဆိုတာကသစ်ကိုင်းလေးပဲရှိသေးတယ်။သစ်ပဲလုံးမဟုတ်ဘူး။သူကကောက်တဲ့ကောင်သူ့အထက်မှာအဲ့ဒီငွေတွေကိုပြန်ယူနေတဲ့အကောင်ကြီးတစ်ကောင်ရှိသေးတယ်။ ကိုအောင်မင်းတယောက်အသက်ရှူဖို့တောင်းမေ့သွားခဲ့တယ်။ message ကဆက်ဝင်လာတယ်။မင်းတကယ်ပဲဒီစနစ်ကြီးကိုဖော်ပြခြင်းစိတ်ရှိတယ်ဆိုရင် မနှက်ဖြန်မနှက်ဆဲနာလီကန်တော်ကြီးပတ်လန်ကမျိုးစင်းနာကိုတိရောက်သေးလာခဲ့။မှတ်ထားတိရောက်သေးပဲ။ကိုအောင်မင်းတယောက်သူ့လက်ထဲကဖုန်းကိုကြည့်ရင်သူဟာတရေကောင်းတယောက်လို့ဖြစ်သွားတာမဟုတ်ပဲသူတင်ထားတဲ့ထပိုမြောင်းစာ ပိုအန်ရကြီးမားနေတဲ့ကစားပွဲတစ်ခုတည်းကိုတတ်တွေတယောက်အဖြစ် စွဲသွင်းခံလိုက်မိမှမယ်သိလိုက်ရတော့တယ်။နောက်တနေ့မနက်ကိုအောင်မင်းတယောက်တညာလုံးကောင်းကောင်းအိမ်မပြောသူ့ဖုံးထဲကမနက်ဖြန်မနက်ဆယ်နိုင်ကန်တော်ကြီးဆိုတဲ့စာတို့လေးကသူ့ကိုအချင်းချင်းခြောက်လန့်နေတယ်။တက်ကိုင်းနဲ့တစ်ပင်ဆိုတဲ့ဥပမာကသူ့ခေါင်းထဲကမထွက်ဘူး။သူ့သွားတဲ့လားမသွားတဲ့ဘူးလား။သူ့မေဒေါ်မြကတော့သူသားသူရဲကောင်းဖူသွားတာဟောဘာမှမသိရှာပဲ မနှက်စာပင်းစင်ပေးနေတယ်။ဒါမျက်နှာမကောင်းလိုက်တာ။နေမကောင်းဘူးလား။ကျွန်တော်ကျွန်တော်အပြင်ခဏသွားစရာလေးရှိလို့အမေ။အော်ရာအေးကြီးတာတခုဝင်လာလို့သူ့သူ့မိကိုထတ်လင်လိုက်ရပြန်ပြီ။သူ့သူ့ရဲ့စပိန်ဥရောကိုကောက်ကင်လိုက်တယ်။အဲ့ဒီဘော်ကကင်မရာလေး။ဒါကိုယူသွားရမလား။တယောက်သေးလာခဲ့တဲ့။သူ့တပ်ပင်းတစ်ချက်ချပြီးဥရောကိုအိမ်မှာပြန်ထားခဲ့ဖို့ဆုံးချလိုက်တယ်။ ဒီတခါတော့သူ့ရဲ့ digital သက်တွေကသူ့ကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ဒါကထောင်ချောက်တစ်ခုချစ်နေခင်ယင်။မနက်9:30မိနစ်ကန်တော်ကြီးပတ်လန်းပန်းချန်တဲမှာတော့နေဘူးစာ လုံနေသူလေးလမ်းချထွက်နေကြတဲ့မိသားစုလေး ਨੇ ပုံမှန်အကိုင်းတက်ဝင်လှူရှားနေတယ်။ကိုအောင်နှင်းတယောက်သူစပိန်နီကိုထုံရင်းမျောစင်ယူတိုပီးယားတာဝါနာက ခုံနန်းလက်အစီကိုမျက်လုံးကစားရင်းရှောက်လာခဲ့တယ်။သူဘသူကိုရှာရမှန်းမသိဘူး။ သူ့ညင်နေတရင်တင်းခုံနေတယ်။သူခုံနန်းအလွတ်တစ်ခုမှာဝင်ထိုင်လိုက်တယ်။ဆယ်နိုင်ထိုးဖို့9မိနစ်အလို့နေဘူးကြီးတဲ့မှာစပိန်နှင်းလာတာပင်ပန်းရဲပဲနော်ညီလေးသူဝေးနာကိုဘယ်တော့ကရောက်မှမသိတဲ့အမျိုးသမီးကယောက်ကလာနှုတ်ဆက်လိုက်တယ်။ကိုအောင်မင်းချက်ချင်းတောင့်တင်သွားတယ်။အမျိုးသမီးကအသက်30ဝန်းကျင်ရိုးရိုးမြတ်မန်တလာတတ်ထားပြီးတရင်တောက်တယောက်လိုပခုံးလွယ်အိတ်တလုံးလွယ်ထားတယ်။သူ့ပုံစံကအန်ဒီယရှိတဲ့ပုံစံမျိုး လုံးဝမဟုတ်ဘူးခင်ခင်များကျွန်တော်ကို message ပို့တာအမျိုးသမီးကသူ့ကိုမကြည့်ဘူးရေကန်ကိုပဲငဲကြည့်ရင်ခတ်တိုးတိုးပြောတယ်ဒီနေရာမှာ ကျမနာမည်ကမမပေါ့ခင်များနာမည်ကကိုအောင်မင်းဆိုရမယ်ခင်များရဲ့ live video ကို ကျမသဘောကျတယ်ခင်များဘသူလဲဘာလို့ကျမကို ကျမကသတင်းတောက်တယောက်ပါမမကသူ့လွယ်အိတ်ထက်ကသတင်းတောက်ကပြားတစ်ခုထိုးပြပြီးချက်ချင်းပြန်သိမ်းလိုက်တယ် ကျမရှင်ကိုခေါ်တာရှင်သူရဲခွန်လုတ်နိုင်လို့ချင်းမျိုးမမဟုတ်ဘူးရှင်ပြောင်းကိုတုံးနဲ့ထုံးမိခဲ့ပြီဆိုတာသတိပေးခြင်းလို့ကိုအောင်မင်းမျက်မှောင်ကြုံလိုက်တယ်ရဲဥပ္ပဘုတ်ကိုပြောတာလားသူတာဝန်ရဆိုင်ခံလိုက်ပြီလေမားမြကမချိပြုံးပြုံးတယ်တာဝန်ရဆိုင်တာအဲ့ဒါခွင့်ရရှိပေးလိုက်တာညီလေးရဲ့သူတလတော်မကြဘူးနေရဟောင်းကိုပြန်ရောက်လာမယ်မင်းထင်နေတာကဘိုးဘိုးကသူ့ဘာသာသူစက်ကဲကောက်နေတာလို့ထင်နေတာမဟုတ်လား မဟုတ်ဘူးလားဘိုးဘိုးဆိုတာကောက်တဲ့ကောင်ပဲရှိသေးတယ်စုတဲ့ကောင်မဟုတ်ဘူးမမကလေတန်းကိုညှင့်ချလိုက်တယ်လေတန်းတာမွေမယန်းကုန်းဒီမျိုးနယ်တွေကယင်းထိတ်ဂိတ်တွေအားလုံးကနေတက်လာတဲ့ပတ်ဆောင်တွေကိုစုပြီးယင်းထိတ်ရဲ့အထိုင်ချုပ်နှစ်ကနေဒုတိယဘုံမှုကရီမျိုးလက်စီကို အပတ်စဉ်ပို့ရတယ်ကိုအောင်မင်းတယောက်နားထဲမှာအူကနေထိထွားတယ်ဘိုးဘိုးကသူ့ရဲ့ပတ်မှတ်မပြည့်လို့မင်းလို delivery သမားလေးတွေကိုညှစ်နေခဲ့တာ အခုမင်းရဲ့ live video ကြောင့်ငွေလမ်းကြောင်းကြီးတစ်ခုလုံးရက်တန့်သွားတယ်။ဘုံမှုဂရီမှုလက်ကမင်းကိုရောသူ့ငွေလမ်းကြောင်းကိုဖော်ကောင်လုလိုက်တဲ့ဘိုးဘိုးကိုရောနှစ်ယောက်လုံးကိုပေါင်းပြီးရှင်းကျင်နေပြီ။ရှင်းမယ်။ရှင်းမယ်။ကိုအောင်မင်းရဲ့အတန်တုံသွားတယ်။ဟုတ်တယ်။မညကအေးအေးဆက်ဆက်ပြန်ပြောတယ်။မင်းလိုစပိန်သမားတယောက်ညဘ delivery ပို့ရင် break out သွားတဲ့ကုန်တင်ကားတစ်စီးကမတော်တဆဝင်ကြိုက်သွားတာမျိုး။ဒါမှမဟုတ် မင်းလူမြောက်ကလာကအခန်းလေးမှာမီးဘူးမေ့ကြံခဲ့လို့မတော်တဆမီးလောင်သွားတာမျိုးဇလန်းကဖြန်တီးလို့ရတယ်ညီလေးကိုအောင်မင်းတယောက်သူ့အမေမျက်နှာကို ချက်ချင်းမြင်ရောင်ပြီးကြောရွတဲ့ကနေစင်ကနေကြောက်စိတ်သူတက်လာခဲ့တယ်ကျွန်တော်ကျွန်တော်ဘာလို့ရမလဲရဲရဲသွဲတိုင်းဖယ်ရဲကိုတိုင်ပါလေမိုးလက်ကရဲပဲလေမမကစိတ်မရှိသလိုပြောလိုက်တယ်ကျမကခင်မကိုဘလို့ယုံရမလဲ ကိုအောင်မင်းကတန်တရားနဲ့ပြန်မိတယ်။မမကတပ်ဖင်းတခြားချလိုက်တယ်။ယုံမယုံကိစ္စမဟုတ်ဘူး။မင်းမလာမယ်မရှိတော့တာ။ကျမကဒီမျိုးလက်ရဲ့အကတိလိုက်စားမှုကုံရက်ကိုထုတ်ချခြင်းနေတာတနစ်ကြော်ပြီ။ဒါပေမဲ့ကျမမှာတတ်တယ်မရှိဘူး။သူကပတ်စံကိုဘယ်တော့မှ ကိုယ်တိုင်မကြိုက်ဘူး။ဘိုးဘိုးလိုလူတွေကပဲသူ့အတွက်အညစ်ကြီးတွေကိုရှင်းပေးတာ။သူမက ကိုအောင်မင်းကိုတဲ့တဲ့ဆိုင်ကြည့်လိုက်တယ်။မင်း live video လွှင့်ပြီး တတ်တည်ပြခဲ့တယ်။ဒါပေမဲ့အဲ့ဒါကပွဲစားပဲရှိသေးတယ်။အခုပွဲသိမ်းဖို့မင်းဆက်လုပ်ရသေးလား။ကျွန်တော်ကျွန်တော်ဘာလုပ်ပေးရမှာလဲ။မမကသူ့လွယ်အိတ်ထဲကခယူးအယောင်အရွယ်စားလောက်ပဲရှိတယ်။အမဲယောင်အရာဝိတ္ထုတစည်းကိုထုတ်လိုက်တယ်။ဒါအတန်ဖန်းစားဘတ်ပေါ့။သူမကကိုအောင်မင်းကိုဆက်ပြောတယ်။ရဲအုပ်ဘိုးဘိုး तू အခုတာဝန်ရဆိုင်ကန်ထားတယ်။သူ့ရဲ့ဆရာဘုံမူကလီမျိုးလက်ကိုတွေ့ပြီး သူ့ရဲ့နောက်ကျနေတဲ့ဝေထုကိုသွားပေးပြီးအလုပ်ပြန်ရဖို့တောင်းပန်ရလိမ့်မယ်။ကျမလိုချင်တာအဲ့ဒီအသိဆုံးမှုပဲ။ကျွန်တော်ကမင်းကဘိုးဘိုးကိုထောင်ကျောက်စင်ပေးရမယ်။မင်းကတရားစွမ်းမဲ့လူသူ့ကိုချိန်မြောက်ပြီးရင်သူ့မင်းကိုငွေနဲ့လာညီအောင်ဖန်တီးရမယ်။ပြီးတော့ဒီအတန်ဖန်းဆက်ကိုသူ့ရဲ့ဆရာနဲ့တွေ့တဲ့အချိန်ထိသူ့စီမပါသွားအောင်လုပ်ရမယ်။ကိုအောင်မင်းတယောက်သူ့ရှေ့မှာရှိတဲ့မားမြဆိုတဲ့အမျိုးသမီးကိုကြည့်ရင်သူဟာ ဖူဒယ်လီဗာရီတမားလေးတယောက်မဟုတ်တော့ဘဲအရှင်ရုတ်တင်တွေကအသူရွှေတယောက်လိုအန်တရကြီးလာတဲ့တိုင်ဝမ်တစ်ခုကိုမထမ်းကျင်ဘဲထမ်းဆောင်ရမယ့်အခြေအနေတွေကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတော့တယ်။ကိုအောင်မင်းတယောက်ကန်တော်ကြီးကနေသူ့အင်ကိုဘယ်လိုပြန်ရောက်လာမှမသိတော့သူ့ကောင်းထဲမှာသတင်းတောက်မမရရဲ့စကလုံးတွေပိတ်တင်ထားနေတယ်။မီမတော်တဆမီးလောင်သွားတာမျိုးသူအမေဒွန်မတ်ကိုကြည့်ရင်သူ့လက်သေးတွေတင်းကနေစုံပြီးသွားတယ်။သူဟာတရေခုံးလုခဲတာမဟုတ်ဘူး။ သူကသူ့အမေကိုပါ Andrea Grande ကိုဆွဲခေါ်သွားခဲ့တာကျွန်တော်ကျွန်တော်လောက်မယ်သူမမစီကိုဖုန်းပြန်ခေါ်ပြီးတွင်းရင်းနေတဲ့အတန်နဲ့ပြောလိုက်တယ်ကျွန်တော်ဘာပဲဖြစ်ဖြစ်ဒီကိစ္စကိုအဆုံးသတ်ရမယ်ထောင်ကြောင်မမလည်းအစီအစဉ်ကရိုးရှင်းပေမဲ့ Andrea အယံကြည့်တယ်ကိုအောင်မင်းကရဲအိုပူပူဟက်ကိုပိုင်ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်တယ်ကျွန်တော်အောင်မင်း delivery လေးတမွာတစ်ဖက်ကခဏတာတိတ်ဆိတ်သွားတယ်မင်း မင်းကားစီပါဆက်တွေ့ရလဲဘိုးဘိုးရဲ့အတန်ကဒွါးတာနဲ့ကြောက်ရွံ့မှုရိုးထွေးနေတယ်ကျွန်တော်တရားစွဲမယ်ဌာနချုပ်ကိုရောအကတိလိုက်စားမှုတိုက်ခိုက်ရေးကော်မရှင်ကိုပါတိုင်စာပို့မယ်ကျွန်တော် live ကဗီဒီယိုအတိုလေးပဲရှိသေးတယ်ကျွန်တော်အုတ်ထုတ်တဲ့ကမူရင်းမညံကတ်ထဲမှာဆရာကျွန်တော်ကိုအရင်တစ်ခါမိုးရွာတုန်းကငွေညက်ထဲတဲ့အတန်ဖိုင်အပြည့်အစုံကြမ်းသေးတယ်ကိုအောင်မင်းကမားမြတင်ပေးထားတဲ့အတိုင်လိန်လိုက်တယ်မလို့နဲ့ဘိုးဘိုးချက်ချင်းအတန်ပြုတ်သွားတယ်မင်းမင်းဘာလို့ချင်းလဲ ကျွန်တော်အမေအဲ့ဒါဆွဲဖို့ပြီးတော့ကျွန်တော်ဒီမြို့မှာ ACC လုစားခြင်းတယ်သိန်း20ဖာဒါပဲမနက်ဖြန်မနက်ခူးနိုင်တာမွေဘလီနာကလက်ပြေးဆိုင်ပတ်ဆိုင်ယူလာခဲ့မူရင်းမှတ်ညာကတ်ကို ကျွန်တော်ဖေးမယ်ရဲခေါ်လာဖို့တော့စိတ်မကူနဲ့ခမရထမြန်နဲ့ကျွန်တော်ထုံငယ်ချင်းတွေအများကြီးပဲကိုအောင်မင်းဖုံးကြလိုက်တယ်နောက်နေ့မနက်တာမွေလက်ပြေးဆိုင်ကိုအောင်မင်းတယောက်စိုင်တောင်းဆောင်ကစပွဲမှာထိုင်နေတယ် ူရဲ့အုတ်ထုပ်ကိုစပွဲပေါ်တင်ထားတယ်။ကင်မရာမပါတော့ပါ။သူ့လက်ထဲမှာတော့ SD ကထည့်တဲ့ပလတ်စတစ်အကြီးအောင် view လေးတဘူး။အဲ့ဒီ view ရဲ့အောက်ခြေမှာမမျှတက်ဆင်ပစ်လိုက်တဲ့ကီးတယောက်အဆိုင်အစာအတန်ဖန်ဆက်အသေးလေးတစ်ခုကတ်နေတာ။ရဲအုပ်ဘိုးဘို uniform မပါဘဲနဲ့အရွက်နဲ့မျက်နှာပြပြနဲ့ဝင်လာတယ်။သူကပတ်ဝန်းကျင်ကိုတချမ်းဝေ့ကြည့်ပြီးကိုအောင်မင်းရှိမှဝင်ထိုင်တယ်။ PC PC ဟောရပြီလား။ကိုအောင်မင်းကမှတ်ညံကဗျူးလေးကိုစပွဲပေါ်တွန်ဖိလိုက်တယ်။ ဘိုးဘိုးကအဲ့ဒီဗျူလေးကိုစက်ခနဲ့ဆွဲယူပြီးသူ့အင်ကြီးရဲ့ထထိုးရိုက်လိုက်တယ်။ပတ်ဆံရောဘိုးဘိုးကစက်ကူအညောင်ဆက်အထိုးကြီးကျလုံးကိုစပွဲပေါ်တင်ပြလိုက်တယ်။ငါးဆရာစီကချီလာရတာမင်းယူပြီးတော့ဒီမျိုးကပျောက်သွားနေပိုကောင်းတယ်အောင်မဲခမရတို့ဆရာကိုလည်းပြောလိုက်ပါကျွန်တော်လည်းဒီကိစ္စကိုမေ့လိုက်တော့မယ်လို့ကောင်မဲကပတ်ဆံအိတ်ကိုကောက်ယူပြီးစိုင်းတွေကချက်ချင်းထွက်သွားခဲ့တယ်အတန်ယူခံချင်း ကောင်မန်ထွက်သွားပြီးပြီးမနီ90အကြာမှာရဲဘော်ဘော်တယောက်ကားအကောင်စားတက္ကစီရပ်ထားတဲ့နေရာတစ်ခုကိုကမန်တခန့်ရောက်သွားတယ်။ကားနောက်ခါမှာတော့ယူနီဖောင်းတက်တက်ပြပြဝတ်ဆင်ထားတဲ့ဒုတိယဘုတ်မူကြီးမျိုးလက်ထိုင်နေတယ်။ရောစရာဒါအဲ့ကောင်ပြလိုက်တဲ့မှန်ညာကတ်တယ်။ဘိုးဘော်ကသူ့အိတ်ထဲကပလတ်စတစ်ဗျူးလေးကိုဘုတ်မူကြီးမျိုးလက်စီလမ်းပြလိုက်တယ်။မျိုးလက်ကဗျူးလေးကိုယူပြီးသူ့လက်ထဲမှာလှဲကစားနေတယ်။အဲ့ဒီအချိန်လက်ဖီအိတ်ဆိုင်နဲ့မန္တလေးမကန်ကကားတစ်စီးထဲမှာ သတင်းတောက်မားများနဲ့ကိုအောင်မင်းနှင်းရံလုံးနားကုန်ကူစီတတ်ထားပြီးရစီဗာကထွက်နေတဲ့အတန်ကိုအသက်တောင်မရဲပဲနားထောင်နေကြတယ်။အသံဖန်ဆက်ထဲကအသံဒီကောင်းလေးတရောင်းကိုရှင်းဖို့30 30မင်းတတော်အတုံးမကြပါလားဘူဘူကျွန်တော်ကျွန်တော်တောင်းပန်ပါတယ်စီလားဒါပေမဲ့အခု तू မညံကဖိလိုက်ပြီဆိုတော့ဒီကက်ကအရေးမကြီးဘူးအဲ့ကောင်ပါဇက်ကအရေးကြီးတာကောင်းပြီဒီပတ်စံကို တာမွေလမ်းကြောင်းကနောက်အဖက်ပြန်ပက်မဲ့ဝင်ငွေတွေကနေပြန်ချက်ထားလိုက်ပြီးတော့အဲ့အောင်မင်းဆိုတဲ့ကောင်သူ့ကိုတေချာစောင့်ကြည့်ထားသူ့အမေမလောက်ဥကလာမှာနေတာမဟုတ်လားလိုအပ်လာရင်မတော်တဆအဆိုးတဲ့ဇက်လန်ကအမြဲအစင်းသစ်ရှိနေပြီပဲအတန်ယူခံခြင်းပြီးဆုံးသွားတယ်ကိုအောင်မင်းတယောက်နားကုန်းကိုဆွဲချွတ်လိုက်တယ်သူ့မျက်လုံးတွေနီတဲ့နေပြီမမကတော့သူ့ရဲ့ laptop ထဲကိုဝင်လာတဲ့ mp3 file လေးကိုကြည့်ပြီးသူ့ရဲ့လက်တွေတုံရင်သွားဝမ်းသာနေခဲ့ပြီး ရပြီငါတို့ငါတို့သူ့ကိုရပြီစတဲ့နောက်နေ့မနေ့ရန်ကုန်စိုက်ကလစ်စာမျက်နှာမဟုတ်တော့ဘူးမမအလုတ်လုတ်တဲ့အကြီးကတည်င်းထားကလေးရဲ့မျက်တခြားဆုံးမှာ ခေါင်းစဉ်ကြီးတစ်ခုတက်လာခဲ့တယ် exclusive audio ရန်ကုန်ရန်ထင်းရဲဌာနမှာအစစ်မြစ်အရာရှိတယောက်ဤငွေကြေးအလွဲပုံဆွဲမှုကုန်ဝယ်နိုင်လူသက်ရန်ချင်းချောက်မှုအတန်ဖိုင် အဲ့ဒီအတန်ဖိုင်ဟာတနအိအတွင်းမှာပဲရန်ကုန်မြို့ရဲ့ဖုံးတိုင်းစီကိုပြန်လည်သွားခဲ့တယ်။ဒုတိယဗိုလ်မှူးကြီးမျိုးလက်ရဲ့အတန်ရဲအိုဘိုးဘိုးရဲ့အတန်လှဲတန်းတာမွေနန်းချောင်းတို့ဝင်းဝေးတို့မတော်တဆဆော်တဲ့စကလုံးတို့အလုံးကငင်းမရတဲ့တက်တွေဖြစ်သွားခဲ့ပြီ။ဖြေတဲ့ဝန်ကြီးဌာနကဒီကိစ္စကိုမျက်ကွယ်မပြုလို့တော့ဘူး။ညနေပိုင်းမရောက်ခင်မှာပဲဒုတိယဗိုလ်မှူးကြီးမျိုးလက်အပါအဝင်သက်ဆိုင်ရာအရာရှိ6ယောက်ကိုတာဝန်မှထချင်းရဆိုင်ပြီး အထူးစုံစမ်းစစ်ဆေးအခွဲ့ဖွဲ့စည်းဖန်စည်းစစ်ဆေးလိုက်တဲ့ကြောင်းတက်အင်းထွာလာတယ်။တပတ်ကြာတော့အခါကိုအောင်မင်းတယောက်အော်ဒါတစ်တခုပို့ဆောင်ဖို့လက်ရန်မီပွိုင်ကိုပြန်ရောက်လာတယ်။မီပွိုင်ကအနီရောင်သူ့မြင်းကျူရနော့မှာတိတိကျကျရက်လိုက်တယ်။ဒီတကသူ့ဘေးနားကိုလာရတာရဲအုပ်ပို့ဖို့မဟုတ်တော့ဘူး။အသက်ခန့်ငယ်တဲ့မျက်နှာစိရန်ထင်ရက်လေးတယောက်ရဲလေးကသူ့ကိုတချတ်ပြုံးပြီးမိစိမ့်ဖီပါအိတ်ကိုသွားပါလို့ယင်ကြည့်မှုညာပြောလိုက်တယ်။ကိုအောင်မင်းတယောက် သူစပိန်လေးကိုပြန်နှင်းထွက်သွားရင်သူအုတ်ထုတ်ပေါ်ကကင်မရာအသေးလေးတစ်ခုကိုလက်နဲ့တခြားဖတ်ဖတ်ပေါက်လိုက်မိတယ်။သူဟာကိုထီးလျောက်ပါတစ်ခုမှတုံ့ပြန်စရာမလိုခဲ့ပေမဲ့သူ့ရဲ့တသည့်ဉာဏ်ပညာနဲ့ digital သက်သေတစ်ခုကသူမိခင်ရဲ့စေဘူးတွေကိုလူညက်ခဲ့တဲ့စနစ်တစ်ခုကိုအထူးအရောက်ဆုံးပညာပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီ digital သက်သေဆက်လန်းကကျွန်တော်တို့ကိုပေးတဲ့အထူးသင်ခန်းစာကတော့တတိဆိုတာအမြဲတမ်းကိုထိလက်ရောက်တုံ့ပြန်ခြင်းသို့မဟုတ် အတန်ကြဲကြဲအော်ဟစ်ခြင်းမဟုတ်ဘူးဆိုတာပါပဲကိုအောင်မင်းရဲ့ပထမဆုံး live stream ဓာတ်ရိုက်ထုတ်လွှင့်မှုဟာတတိရှိတဲ့လောရက်တစ်ခုဖြစ်ခဲ့ပေမဲ့အဲ့ဒါကရဲအုပ်ဘိုးဖို့ဆိုတဲ့တကိုင်းတကိုင်းကိုသာခတာအခုတ်လဲနိုင်ခဲ့ပါတယ်သူနောက်ွယ်ကသူပင်ကီတစ်ခုလုံးဒုတိယဘိုးမူကြီးမျိုးလိုက်လေကိုနက်ကို ဖြိုချဖို့အထွတ်တတိကိုဉာဏ်ပညာနဲ့ပေါင်းစပ်ဖို့လိုအပ်ခဲ့ပါတယ် ဒီဇလန်းကပြသနေတာကတော့ဒီကနေ့ digital ခေတ်မှာနီးပညာဟာအားအနည်းဆုံးလို့ထင်ရတဲ့ပြည်သူတယောက်ရဲ့လက်ထဲကအစွမ်းတက်ဆုံးသောတက်တည်ဖြစ်လာနိုင်တယ်ဆိုတာပါပဲရဲဥဘိုးဘိုးလိုလူတွေဟာမျက်မြင်တက်တည်မရှိရင် လူကိုချိန်ညောင်းငင်းဆန်လို့ရနိုင်ပေမဲ့ကင်မရာမက်ဒန်ကင်မရာရီကော့တွေ GPS တီနေရာတွေအတန်ဖိုင်ဒီလို digital တက်တည်တွေရဲ့ရှေ့မှာတော့ ဘလို့မှလိန်လေလွတ်မြောက်လို့မရတော့ပါဘူး။ဒါကြောင့်ဒီဇင်လန်းကကျွန်တော်တို့ကိုတတိပေးနေရနှမျိုးရှိပါတယ်။တဲ့အာနာကို အလွဲသုံးစားလုပ်သူတွေတော့သင်ဘသူမှမမြင်ဘူးလို့ထင်ရတဲ့နေရာမှာဘသူမှမကြားဘူးလို့ထင်ရတဲ့အချိန်မှာသင်လက်အပြုအမူနဲ့အတန်တွေကို အချိန်မရွေးမှတ်တမ်းတင်စောင့်ကြည့်နေမယ်။ဒီဂျစ်တယ်မျက်စိတွေသင်ပတ်ဝန်းကျင်နေရာတိုင်းမှာရှိနေနိုင်တယ်ဆိုတာကို အမြဲတမ်းတည်ထားဖို့လိုအပ်ပါတယ်။နှဲ့အနိုင်ကျင့်ခံရသူတွေအတွက်ကိုထိလက်ရောက်ပြန်လဲတုံ့ပြန်တာထက်ဉာဏ်ပညာရှိရှိနဲ့တက်တွေကိုအခိုင်အမာတိဆောက်စူးစောင်းနိုင်ခဲ့ရဲ့အကြီးမားဆုံးလို့ထင်ရတဲ့စနစ်ကြီးတစ်ခုလုံးကိုတော့အထီးအယောက်ဆုံးအမှန်ကန်ဆုံးနည်းလမ်းနဲ့ပညာပေးနိုင်တယ်ဆိုတာကိုယုံကြည်ဖို့လိုအပ်ပါတယ်ခမညာ။